ချစ်လစွာသောဓမ္မမိတ်ဆွေညီကိုမောင်နှမပေါင်းတို့ဖရာသခင်က သူဖန်ဆင်းထားတဲ့အရာရာတိုင်းကို သူရည်ရွယ်ချက်နဲ့သူဖန်ဆင်းပေးထားခြင်းဖြစ်ပါတယ်။ဘယ်ရာကမှအတိတ်ပဲမဲ့ဖြစ်တည်လာတာမျိုးဖန်ဆင်းခံလိုက်ရတာမျိုးမရှိပါဘူး။အရာရာတိုင်းကိုရည်ရွယ်ချက်ရှိရှိနဲ့ဖန်ဆင်းထားတာမျိုးဖန်ဆင်းခံရည်ရွယ်ချက်အတိုင်းအသက်ရှင်နေရမှာဖြစ်ပါတယ်။ဒီပင်စားပင်တွေလည်းပဲသူ့အချိန်တန်ရင် သူတီးရမယ့်အသီးကိုတီးမှာ ဖန်ဆင်းခံတာဝန်ကျေပွန်မှာပါလူကိုလည်းပဲရည်ရွယ်ချက်ရှိရှိနဲ့ဘုရားသခင်က ဖန်ဆင်းထားခဲ့တယ်ဂျေဇူတော်တွေပေးထားတယ်ဒါကြောင့်ဘုရားသခင်ဖန်ဆင်းထားတဲ့ရည်ရွယ်ချက်တိုင်းလူက အသက်ရှင် နေထိုင် လိုက်ခြင်းပူရန်အတွက်လိုအပ်ပါတယ်အယိုးရှင်ဆုံးဥပမာတစ်ခုကိုပဲကြည့်ရအောင်အိမ်မှာရှိတဲ့မီးလုံးတွေမီးကြောင်းတွေဝယ်ပြီးတက်ထားတာဟာအိမ်ကိုအလင်းရောင်ရစေခြင်းလိုပဲဖြစ်ပါတယ်အဲ့ဒီမီးတီမီးလုံးတွေကအလင်းမပေးနိုင်တော့ဘူးဆိုရင်တော့ ်ဖြုတ်ပြီးလွှင့်ပြလိုက်မှာပဲခြံစည်းယိုခတ်ထားတာလဲထိုနည်း၎င်းပဲအိမ်ကို လုံခြုံစေခြင်းလို့ဖြစ်ပါတယ်လုံခြုံမှုမပေးနိုင်ရင်တော့ဖြတ်ပြီးတခြားတစ်ခုအစားထိုးရမှာပဲပစ္စည်းတွေတောင်မှ သူ့ရည်ရွယ်ချက်နဲ့သူရှိတယ်လူကိုလည်းပဲဘုရားသခင်ကရည်ရွယ်ချက်နဲ့ဖန်ဆင်းခဲ့တယ်ဒီကနေ့ကျမ်းစာထဲမှာသခင်ယေရှုခရစ်တော်ကသင်တို့သည် လောကကြီးစားများဖြစ်ကြ၏စားဆိုရာဟာအပုပ်တိုးကို ဒါစီနိုင်တယ်အငံဓာတ်ကိုပေးတယ်ဟင်းပွဲတွေကိုအရသာရှိပြီးလေးနက်မှုကိုဖြစ်စေတယ်ကျမ်းမာရေးအတွက်လည်းအကျိုးပြုပါတယ်စားဖြစ်ပြီးအငံဓာတ်ပြောင်းရင်တော့ဘာလို့သုံးတော့မှလဲမြေကြီးပေါ်လွှင့်ပြလိုက်ရုံပဲရှိမှာပါ နောက်တစ်ခုကသင်တို့သည်လောကကြီးအလင်းများဖြစ်ကြ၏အလင်းဆိုရဟာ လူတိုင်းအတွက်အရေးကြီးတယ်အမောင်ထဲမှာလူဟာစံတဝါဝါနဲ့သွာလာလို့ဘလို့မှအဆင်မပြေပါဘူးအလင်းရှိမှာ အလင်းရောင်ရမှတန်တန်မတ်မတ်မထီမထိုက်ပဲသွားနိုင်မယ်လုံเสียရှိတာလုံနိုင်မယ်လူရဲ့ဘဝကိုလမ်းပြပေးတာဟာအလင်းပါပဲဒါကြောင့်ကျွန်တို့တို့တွေဟာသူများတွေရဲ့ဘဝတွေကိုလမ်းပြပို့ဆောင်ပေးနိုင်တဲ့လောကရဲ့အလင်းတွေဖြစ်ရမယ်လို့သခင်ယေရှုကဒီကနေ့တရားပေးထားခြင်းဖြစ်ပါတယ်သူများတွေအတွက်စာမဖြစ်ခင်သူများတွေအတွက်အလင်းမဖြစ်ခင်အနေဆုံးကုဘဝအတွက်ဘာတွေများ လေးလေးနက်နက်နဲ့အကျိုးရှိအောင် နေထိုင် အသက်ရှင်ခဲ့ပြီလေပြန်စင်စားကြည့်အောင်ဘဝအလင်းဉာဏ်အလင်းဝိညာဉ်အလင်းတွေကြွယ်ဝဖို့ဘာတွေများကြိုးစားစီးပူးအားထုတ်ခဲ့ပြီပြီလေတိကျစင်စားပါဓမ္မမိတ်ဆွေတို့လောကအတွက်စားလည်းမဖြစ် အလင်းလည်းမပေးနိုင်အလကားစံကုန်မြေလေး ecology ပဲဖြစ်နေပါလိမ့်မယ်အ ਨੇ စုံကိုယ့်ရဲ့မိသားစု ကိုယ့်ရဲ့ရက်ရွာအတိုင်းဝိုင်းပတ်ဝန်းကျင်အတွက်လုံနိုင်တာလေးတွေလှုပ်ပြီးအကျိုးပြုနေမှသာလောကရဲ့စာလောကရဲ့အလင်းတွေဖြစ်ကြမှာပါဒီနေ့ဘုရားရှင်ရဲ့နှုတ်ကပတ်တော်တရားတော်ကို나ယူပြီးစာကဲ့သို့အလင်းကဲ့သို့အများအတွက်အကျိုးပြုနိုင်တဲ့သူတွေဖြစ်ကြပါစေဓမ္မမိတ်ဆွေညီကိုမောင်နှမများအားလုံးကိုဘုရားရှင်ကောင်းချီးမင်္ဂလာပေးပါစေ